အလုံးမင်္ဂလာပါဒီတစ်ပတ်ကျွန်တော်တို့ဘတ်စကပွဲကာလာရဲ့ပြစ်စမမြောက်တင်းငွေတွေနေ့ကိုကျွန်တော်တို့ရောက်ရှိလို့လာပါပြီဒီတစ်ပတ်မှာကျွန်တော်တို့ဒီသင်ယောဟန်ကျမ်းမှာဆိုလို့ရှင်သခင်ခရစ်တော်ကသူ့ရဲ့နောက်လိုက်တွေကိုစုံမတယ်တုံသင်ပေးတယ်လမ်းညွှန်ပေးတဲ့အင်မတန်မှစိတ်ဝင်စားစရာကောင်းတဲ့အရာကိုကျွန်တော်တို့ချိုင်းနာရမှာဖြစ်ပါတယ်ဒီသင်ယောဟန်ကျမ်းကနေပြီးတော့မှ ။တခင်ခရစ်တော်ကဘာပြောလဲဆိုလို့ရှင်မင်းတို့ချင်းချင်းချစ်ကြပါ။ငါမင်းတို့ကိုချစ်တယ်လို့မျိုးမင်းတို့လည်းတယောက်ကိုတယောက်ချစ်ကြပါ။မင်းတို့တယောက်နဲ့တယောက်ချစ်ကြတယ်ဆိုလို့ရှင်မင်းတို့ရဲ့ချစ်ချင်းမေတ္တာတွေကိုကြည့်ပြီးတော့မှလူတွေဟာမင်းတို့ဟာငါရဲ့နောက်လိုက်တပည့်ဖြစ်တယ်ဆိုတာကိုနော်သူတို့ထောက်ရှုကြမယ်။သိမြင်လာကြလိမ့်မယ်ဆိုပြီးတော့မှသခင်ခရစ်တော်ကသူ့ရဲ့နောက်လိုက်ပုံကိုယ်တွေကိုပြောပြတဲ့အကြောင်းကိုဒီကနေ့ကျွန်တော်တို့ တန်ယောဟန်ကျမ်းမှာကျမ်းနာခဲ့ကြရပါတယ်။သခင်ခရစ်တော်ကမင်းတို့အချင်းချင်းချစ်ကြပါလို့သင်ကြားပေးတယ်။ပြည့်သူဆက်ပြောတာပါလေငါချစ်တယ်လို့မျိုးမင်းတို့အချင်းချင်းချစ်ကြပါတဲ့။ငါမင်းတို့ကိုချစ်တယ်လို့မျိုးဒီနေရာမှာသခင်ခရစ်တော်ကကျွန်တော်တို့ကိုဘယ်လိုချစ်တာလဲ။သခင်ခရစ်တော်ကကျွန်တော်တို့ကိုဘယ်လိုချစ်လဲလို့ထောက်ရှုသုံးသပ်တဲ့အခါမှာသခင်ခရစ်တော်ကဒီအာဂါပေချစ်ခြင်းမြတ်တန်နဲ့ ကျွန်တော်တို့ကိုချစ်နေတယ်အတိုင်းအဆမရှိ အကန့်အသတ်မရှိတဲ့ချစ်ချင်းမေတ္တာနဲ့ကျွန်တော်တို့ကိုတကယ်ချစ်နေတာပါသူဘယ်လောက်ထိချစ်လဲဘယ်လောက်ထိသူပေးဆက်သွားလဲဆိုတဲ့အရာကိုကျွန်တော်တို့ထောက်ရှုတဲ့အခါမှာအကန့်အသတ်အတိုင်းတာမရှိအကန့်အသတ်မဲ့သူချစ်တဲ့ချစ်ချင်းမေတ္တာကာရဝရတံပေါ်မှာသူအသက်ဆွံ့ရလောက်တဲ့အထိကျွန်တော်တို့မထိုက်တန်တော့လဲပဲ သူကျွန်တော်တို့ကိုချစ်နေတယ်ကျွန်တော်တို့မထိုက်တန်တော့လည်းပဲကျွန်တော်တို့ကိုရွေးချယ်ပြီးတော့မှချစ်နေတယ်ကျန်သခင်ခရစ်တော်ရဲ့ဒီအာဂါပိချစ်ချင်းမေတ္တာမျိုးနဲ့တယောက်ကိုတယောက်ချစ်ဖို့ရန်အတွက်သခင်ခရစ်တော်ဖိတ်ခေါ်နေတယ်သခင်ခရစ်တော်ကျွန်တော်တို့ထိုက်တန်လို့ချစ်တာမဟုတ်ဘူးမထိုက်တန်တော့လည်းပဲရွေးချယ်ပြီးတော့မှသခင်ခရစ်တော်ကကျွန်တော်တို့ကိုချစ်နေတယ်အဲတော့ကျွန်တော်တို့တယောက်နဲ့တယောက်ချစ်တဲ့အခါမှာ ကိုနဲ့အဆင်ပြေလို့ကိုနဲ့ယာဓုတူညီလို့ကိုနဲ့အဆင်အတန်ကပ်ညီလို့ကိုနဲ့သဘောထားတိုက်ဆိုင်လို့သူ့ကိုချစ်ချင်းမေတ္တာတွေပေးတယ်ချစ်ချင်းမေတ္တာနဲ့ဂိယုစိုက်ပေးတယ်ချစ်ချင်းမေတ္တာနဲ့အစေခံတယ်ဆိုရင်တော့ကျွန်တော်ရဲ့ချစ်ချင်းမေတ္တာဟာအာကာဘီချစ်ချင်းမေတ္တာမဟုတ်ဘဲနဲ့အကန့်အသတ်ရှိတဲ့ချစ်ချင်းမေတ္တာတစ်ခုဖြစ်သွားပါတယ်အဲကြောင့်ဒီကနေ့သခင်ခရစ်တော်ကကျွန်တော်တို့ကိုပေးတဲ့ ူဖြစ်စီခြင်းနဲ့ချစ်ချင်းမေတ္တာသူကျွန်တော်တို့ကိုချစ်တဲ့အာကပိချစ်ချင်းမေတ္တာမျိုးနဲ့တယောက်ကိုတယောက်ချစ်ဖို့ရန်အတွက်ဖိတ်ခေါ်နေတဲ့အရာကိုကျွန်တော်သိကြတယ်ခံစားရတယ်နားလည်သဘောပေါက်တယ်ဒါပေမဲ့မကြာခဏဆိုသလိုကျွန်တော်တို့အဲ့ဒီလိုဒီအာကပိချစ်ချင်းမေတ္တာနဲ့တယောက်ကိုတယောက်ချစ်ဖို့ရန်အတွက်ပြက်ကွက်တယ်အဲကြောင့်ကျွန်တော်တို့နေ့စဉ်ရှင်တန်တဲ့ဘဝမှာသခင်ခရစ်တော်ဖိတ်ခေါ်တဲ့ ချစ်ချင်းမြတ်တာနဲ့ပြည့်ဝတဲ့ဘဝတတကိုရှင်သန်နေထိုင်မယ်ဆိုလို့ရှိရင်နေချခြင်းနဲ့သူ့ကိုသူအစေခံပြီးသူ့ဘဝကောင်းစားရေးအတွက်သူ့ကိုသူလက်တွဲပြီးဖိမကူညီခြင်းအပြင်လူမျိုးဘာသာမရွေးချစ်ချင်းမြတ်တာကို ပေးစွမ်းနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်ဖို့ရန်အတွက်သခင်ခရစ်တော်ကကျွန်တော်တို့နေ့စဉ်ရှင်သန်တဲ့ဘဝတတမှာအဲ့လိုရှင်သန်နေထိုင်ဖို့ရန်အတွက် ဖိတ်ခေါ်နေပါတယ်မင်းကဘာလုပ်လဲလို့သူများမေးလိုက်ကျွန်တော်ကတော့ခရစ်ယာန်တယောက်ပါခရစ်တော်ရဲ့တရားတော်ကိုလက်နာ ကြင်ကြံပြီးခရစ်တော်နောက်ကိုလိုက်တဲ့ပုဂ္ဂိုလ်တယောက်ပါလို့ပြောတဲ့အခါမှာကျွန်တော်တို့ကကျွန်တော်တို့ရဲ့လုံရက်တွေကျွန်တော်တို့ရှင်သင်တဲ့ဘဝအသက်တာပြောဆိုတဲ့အရာတွေနေပုံထိုင်ပုံတွေမှာချစ်ချင်းမြတ်တာနဲ့ဆန့်ကျင်ပြီးတော့မှ ရှင်သင်ပြောဆိုနေထိုင်တယ်ဆိုလို့ရှိရင်ကျွန်တော်ဟာ ခရစ်တော်နားလိုက်တဲ့ခရိယန်တူပါလို့ပြောဖို့ရန်အတွက်မထိုက်တန်ပါဘူးအဲကြောင့်ကျွန်တော်တို့ဒီခရိယန်တယောက်အနေနဲ့ရှင်သန်တဲ့အခါမှာသခင်ခရစ်တော်ရဲ့နောက်လိုက်ပြီးသဖို့ရန်အတွက်နေ့စဉ်သူ့ကိုယ်သူအစေခံခြင်းခွင့်လွှတ်ခြင်းနားလည်ခြင်းချစ်ချင်းမေတ္တာတွေနဲ့ပေးဆက်စွန့်လွတ်အနစ်နာခံပြီးတော့မှအကန့်အသတ်မရှိတဲ့ရွေးချယ်ပြီးတော့မှ အပြစ်အနာစာတွေရှိမယ်မတူညီမှုတွေရှိတယ်နားလည်မှုတွေလွဲမယ်ဒီအရာတွေရှိတော့လည်းပဲရွေးချယ်ပြီးတော့မှကျွန်တော်ချစ်တဲ့အတွက်ကြောင့်ဘာပဲဖြစ်ဖြစ်ကျွန်တော်အစဉ်ပြေအောင် ကျွန်တော်ကြိုးစားမယ်ရွေးချယ်ပြီးချစ်တဲ့အတွက်ကြောင့်ခွင့်လွှတ်ခြင်းနဲ့ချစ်မယ်ဒီအရာတွေအပြင်ခရီးဘဝတရားကိုပုံမပြီးတော့မှအတိတ်ပဲရှိရှိရှင်တန်ခြင်းအပြင်ကျွန်တော်ဟာခရီးတယောက်ပြီးသားဖို့ရန်အတွက်ကြိုးစားနိုင်လာလိမ့်မယ်အဲကြောင့်ကျွန်တော်တို့ ခရစ်တော်ရဲ့နောက်လိုက်တွေဖြစ်တဲ့ကျွန်တော်တို့တရားဆိုလို့ရှိရင်ချစ်ချင်းမေတ္တာကိုရင်ဝယ်ပိုက်ပြီးကိုယ့်ရဲ့အပြောအဆိုအပြုအမူအနေထိုင်တွေမှာချစ်ချင်းမေတ္တာပါတဲ့ပြောဆိုပြုမှုနေထိုင်မှုမျိုးနဲ့ရှင်သန်ခြင်းကသာလေဘဝကအေးချမ်းမဲ့အတိပဲရှိတဲ့ရှင်သန်မှုမျိုးဖြစ်မဲ့ဆိုတဲ့အကြောင်းကိုဒီကနေ့နုကပတ်တော်ကသခင်ခရစ်တော်ရဲ့တရားတော်ကကျွန်တော်တို့ကိုဖိတ်ခေါ်နေပါတယ်အားလုံးကိုဖျားရှင်ကောင်းချီးပေးပါစေ